ဘသူမှမပြောပြသေးတဲ့ Facebook monetization 6တဲ့နီးကိုတစိမ့်တစ်ပိုင်းကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် screenshot ရိုက်ထားတာလေးတွေကိုပြန်ပြီးတော့ကျွန်တော်တို့ရေးပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လက်ထူလိုက်ပြီးတော့လေ့လာကြည့်ပါဒီနီးလန်းကဘယ်မှာမှကျွန်တော်တွေချပြထားခြင်းမရှိသေးပါဘူးเนาะဒါကြောင့်မို့လို့ကျွန်တော်တွေတေချာလေးကြည့်ပြီးပါအဲ့တော့လိုအပ်တဲ့အဓိကအချက်တွေကိုကျွန်တော်ပြပြီးမှဖြစ်ပါတယ်เนาะ ဒါပရမဟူဆုံးကြုံတွေ star ကိုစပြီးတော့နှိပ်တဲ့အခါမှာအခုလိုမျိုး front name နဲ့ land name တွေပေါ့နော်ကျွန်တော်ကိုယ့်ရဲ့နာမည်အပြည့်စုံဂျုံတွေထည့်ပေးရပါတယ်။နာမည်အပြည့်စုံကိုဂျုံတွေထည့်ပြီးတဲ့အခါမှာကိုယ့်ရဲ့ birthday ကိုထည့်ပေးရတယ်။အကောင်းဆုံးကတော့ passport တွေကကိုယ်သုံးမဲ့ဝတ်ပါမစ်ထဲကပန်းရောင်ပတ်ထဲက bus d ဖြစ်တယ်ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။နောက်တစ်ခုကကျွန်တော် country ကိုရွေးရပါမယ်။ဒီနေရာမှာ country ကိုရွေးတဲ့အခါမှာကျွန်တော်ကမြန်မာနိုင်ငံကိုရွေးလို့မရပါဘူးကျွန်တော်တို့ထိုင်းမှာဆိုလို့ချင်းထိုင်းကိုရွေးပေးရမယ်အကယ်၍ကျွန်တော်တို့ကစင်ကာပူမှာရှိနေတယ်ဆိုလို့ချင်းလည်းစင်ကာပူမလေးမှာရှိနေတယ်ဆိုလည်းမလေးကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ national ဆက်ပြီးတော့ကျွန်တော်တို့တွားပေးရမှာဖြစ်ပါတယ်နော် အဲ့တော့ဒီနေရာမှာကျွန်တော်တို့ထိုင်းလန်ပေါ့နော်လက်ရှိကျွန်တော်တို့ထိုင်းလန်ကိုယူရတယ်ပြီးလို့ရှင်အရေးကြီးဆုံးအချက်တစ်ခုကပါလဲဆိုလို့ချင်း business type ပေါ့နော် business type မှာကျွန်တော်တို့ကအခုလိုမျိုးဒီကျွန်တော်ယူထားတဲ့အတိုင်းကိုယူပြရမှာဖြစ်ပါတယ်နော်ကျွန်တော်ယူထားတဲ့အတိုင်းကိုယူပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီ foreigner တွေဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာကိုကျွန်တော်ယူပြရမယ်နောက်တစ်ခုကကိုပိုင်းဟဲ့လား စီးပွားရေးမဟုတ်ဘူးပေါ့နော်အဲပုတ်ကရိကဖြစ်တဲ့အတွက်ကြောင့်ဒီဟာကိုယူပြရတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကနှိမ့်နဲ့ထပ်ပြီးတော့သွားပြပါတယ်နော်အဲဒီနေရာတွေရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကဟာလာနာမည်ကျွန်တော်တို့ဖြည့်လာတယ်နာမည်တွေပေါ့နော်ဖြည့်လာပြီးပါပြီပြီးလို့ရှိရင်ကိုယ့်ရဲ့ birthday တွေဖြည့်လာပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ extra ပေါ့နော် extra တွေကျွန်တော်တို့ဒီမှာလိပ်စာထည့်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာမြို့ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ pass အဲ ကျွန်တော် post code ပေါ့နော် post code တွေထည့်ပေးရတယ်ပြီးလို့ရှိရင်ကျွန်တော် phone number တွေထည့်ပေးရတယ်ပေါ့နော်ဒါတွေကိုအချက်လက်မှန်ကန်အောင်ကျွန်တော်တစ်ခါတည်းဖြည့်ပေးရတယ်အဲဒီနေရာမှာကျွန်တော်တွေကအချက်လက်တွေမှားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တွေအဆင်မပြေဘူးဒါကြောင့်မလို့အချက်လက်ကိုမှောင် ဖြည့်ပေးပါပြီးရင်တော့ကျွန်တော်ရဲ့ဟလာတင်ကျွန်တော်တင်နံပါတ်ပေါ့နော်တင်နံပါတ်တင်နံပါတ်မှာကျွန်တော်တွေဒီမှာအခုကျွန်တော် အဲအဝိုင်းလေးဝိုင်းပြလိုက်ပါဘောနော်ဒီကောင်လေးကိုကျွန်တော်တို့ကအဲ non US တင်ပေါ့နော်ကျွန်တော်က US နိုင်ငံသား US မဟုတ်တဲ့အတွက် non US တင်ဆိုတာကိုကျွန်တော်ရွေးပြရမယ်ဒီနေရာမှာကျွန်တော်တို့အမှန်ရှင်းထည့်လို့မရဘူးဒီနေရာကိုအမှန်ရှင်းထည့်ပြရမယ်ပြီးလို့ရှိရင်တော့ကျွန်တော် country citizen ပေါ့နော် citizenship ကျွန်တော်အဲဒီနေရာမှာကျွန်တော်ကမြန်မာရွေးလို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်မြန်မာကိုရွေးချယ်လို့ရတယ်ဒါသူ့လူမျိုးကိုကျွန်တော်မေးတာပေါ့နော် အဲနိုင်ငံနဲ့လူမျိုးမေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာရောက်ရင်တော့မြန်မာကိုရွေးရှယ်ပြီးလို့ရပါတယ်ပြီးရင်တော့နေနေကျွန်တော်ဒီကဆက်ပြီးတော့သွားပြီးပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီ monetization 6တဲ့အခါတိုင်းကျွန်တော်ကွန်ပျူတာနဲ့ပဲ6ပါတယ်ဒါကြောင့်မလို့ကွန်ပျူတာ screen shot တွေကိုကျွန်တော်ပြပေးတာအဲဖုန်းနဲ့ကြတော့အခုနောက်ပိုင်းကျွန်တော်6လို့မလွယ်တော့ဘူး6လို့လည်းမရတော့ဘူးเนาะဒါကြောင့်မလို့ကျွန်တော်ကွန်ပျူတာနဲ့6ထားတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီမှာ အဲလက်ရှိနေတဲ့လက်ရှိတက် info ဖြည့်တဲ့နိုင်ငံပေါ့နော်လက်ရှိတက် info ဖြည့်တဲ့နိုင်ငံကျွန်တော်ထိုင်းလန်းဖြစ်တဲ့အတွက်ကျွန်တော်ကထိုင်းကိုရွေးချယ်ထားပါတယ်ဒီနေရာမှာခုနကပြောလို့ကျွန်တော်ကိုနေတဲ့နိုင်ငံသည်စင်ကာပူမလေးဒါမှမဟုတ်ဟလာဂျပန်ပေါ့နော်နေတဲ့နိုင်ငံကိုကျွန်တော်တွေဖြည့်ပေးရမှာဖြစ်ပါတယ်မြန်မာလုံးဝထည့်လို့မရပါဘူးနော်ဒီနေရာမှာတတိထားမှာမြန်မာလုံးဝထည့်လို့မရဘူးအဲ့တော့ပြီးွားရင်တော့ကျွန်တော်တွေကနေနဲ့ချက်ပြီးတော့သွားမယ်ပေါ့ဗျာ အဲနောက်ဖိတ်ဆုံးကြရင်ကျွန်တော်တို့ဒီလိုမျိုး found လေးပေါ့နော်ဒါ test found လို့ခေါ်တယ်ဒီကောင်လေးကိုကျွန်တော်တို့ရလာမှာဖြစ်ပါတယ်ဒီကောင်လေးရလာပြီဆိုရင်ကျွန်တော်တို့ကသူ့ကိုအဲ PST အနေနဲ့ကျွန်တော်တို့တိန်းထားလို့လည်းရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း print တစ်ခါတည်းထုတ်ပြီးတော့တိန်းထားလို့ရတယ်ပေါ့နော်ဒါလေးရတော့မဖြစ်မနေကျွန်တော်တို့တိန်းပြီးထားရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ monitor ကြိုင်ကြသွားတာမျိုးလို့ပေါ့နော်အကြောင်းတစ်ခုခုအကြောင်း ဟုတ်လားအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီသုံးတစ်ခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအဲမှာဖြည့်ထားခဲ့တဲ့အတိုင်းကျွန်တော်တို့ကပြန်ပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီတက်ဖောင်လေးကိုတင်ထားဖို့လိုအပ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ monetization 6တဲ့အခါမှာကျွန်တော်တို့ရေအခက်အခဲမရှိဘူးလို့ကျွန်တော်မရှိတော့ဘူးလို့မျှော်လင့်ပါတယ်။အဲ့တော့ဒီ monetization ကိုကျွန်တော်တို့က6နီးအပြည့်အဝကိုကျွန်တော်တိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube ကိုတွားလိုက်ပါ YouTube ကိုသွားပြီးသွားပြီးဆိုရင်တော့ကျွန်တော်တွေဒါကျွန်တော်ရဲ့ YouTube ဖြစ်ပါတယ်နော် YouTube ကိုသွားပြီးသွားပြီးဆိုလို့ချင်းကျွန်တော် membership member ဝင်လိုက်ပါ member ဝင်ပြီးတော့ကျွန်တော်တစ်လကို69ဘတ်ပဲကြားတယ်ပေါ့နော်တစ်လ69ဘတ်ပဲကြားတယ်ကျွန်တော်ဒီမှာတင်ပေးထားပါတယ်နော်ကျွန်တော်ဒီမှာတင်ပေးထားတာဖြစ်ပါတယ်ဒါ service အရင်အောင်ကျွန်တော်တို့တွေက1000ကျော်လောက်ကြားတဲ့ဟာကို ကိုက96ဘတ်လေး sorry 69ဘတ်လေးရင်းလိုက်ရုံနဲ့ကျွန်တော် modernization ရှောင်းကြီးအပြည့်အစုံသိရမှာဖြစ်ပါတယ်အဲ့တော့သိကျင်တဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာလာပြီးတော့ချိန်လိုက်ပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိကျင်လဲဆိုတာ comment အောက်မှာရေးခဲ့ပေးပါဦးခင်ဗျာ။